ော်လန်ပြည်သူပေါင်းလို့ရှင်ဒီတစ်ပတ်အတွက်ဘဲတော်လန်အဖွဲ့တွေကိုကူပြီးကြလှူပြီးကြပြီလဲရှင်သူ့ရဲ့ကူကြမယ်လှူကြမယ်စီစဉ်ရနေတော်လန်ပြည်သူတွေရဲ့ဒီအခက်ခဲကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးကြပါလေတော်လန်ခီးရဲ့အရွေးတွေမှာအောက်တစ်ချက်သေးတဲ့ဘွင့်ဖြစ်ကိုရိုင်းပါဝေထွန်းဆက်နိုင်ဖို့ကူကြမယ်လှူကြမယ် Hello တော်လန်ပြည်သူပေါင်းလို့ရှင့် ပတ်စင်တက်ဆက်ပေးနေကြ PPTV ရဲ့ကုကြမယ်လှူကြမယ်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ကာလတွေကလုပ်ခဲ့တဲ့ကမ်ပိန်းတွေအားလုံးရှင်းမှန်းထားတဲ့တားဂက်တွေရောက်တဲ့အထိဝိုင်းဝန်းပေးခဲ့ကြတဲ့တော်လန်တီသူပေါင်းကိုကျေးဇူးတင်စကားဥစွာပြောချင်ပါတယ်ရှင်။ပေဒလူလူတရလုံးဟာဆိုရင်တော်လိုင်းမှာရရနေတဲ့ဒီဇိုင်းမမတ်ပါဝင်နေသေးပဲဖြစ်တယ်ဆိုတာကိုဒီကမ်ပိန်းအောင်မြင်မှုတွေကနေတနည်းတဖုံနဲ့ညွှန်ပြနေတာပါ။ဒါဆိုရင်ပထမဆုံးချူးတက်ဆက်ပေးမှာကတော့ Justice Soldier တပ်ဖွဲ့ကပြုလုပ်နေတဲ့ Mission Anonymous Campaign ဖြစ်ပါတယ်။တိုက်ပွဲမှာအချိန်ကောင်းလာချိန်မှာရန်သူဘက်ကလည်းအစ်စ်နှစ်ဤပညာတွေကိုအသုံးပြုနေပါတယ်။အဲ့ဒီတော့ Dollar တပ်ဖွဲ့တွေကလည်းဆွမ်းဆောင်ရင်မြင့်မားတဲ့ drone တွေလိုအပ်လာပါတယ်ရှင်။အဲ့ဒါကြောင့် Justice Soldier တပ်ဖွဲ့က drone အစီးတရာဝယ်ယူဖြစ်တင်းနိုင်ရတဲ့အခုလိုမျိုး Mission Anonymous Campaign ကိုပြုလုပ်နေရပါဗျ။ ်လက်ရှိချိန်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်လိုအပ်ချက်တွေကိုအမြန်ဆုံးဖြည့်ဆည်းပေးနိုင်မှုဟာကမ်ဘေးမှာပါဝင်ပေးကြဖို့သူကတိုက်တွန်းချင်ပါတယ်ရှင်ကမ်ဘေးမှာပါဝင်လူသူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့ QR code တို့ကနေတွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်ဆလမိတ်ဆက်ပေးခြင်းနဲ့ကမ်မင်းကတော့အနောက်မြောက်မင်းပြည်သို့ကမ်မင်းဖြစ်ပါတယ်။ရင်းမပင်ခရိုင်အမှတ်6တည်ရင်းနဲ့ ရင်းမပင်မြို့နယ်ပါကဖာ ULF စစ်ကြောင်းတို့အတွက်ကြီတက်ဆင်မှုလှုပ်ဆောင်နေတဲ့ကမ်ပိန်းမှာကမ်ပိန်းကာလကတော့ကြော်လွန်လာပြီဖြစ်ပေမဲ့လည်းကမ်ပိန်းဟီမဲချက်ဖြစ်တဲ့ကြီးစံ9000ကမပြည့်သေးတဲ့အတွက်မိဘပြည်သူအနေနဲ့ပါဝင်ပေးကြဖို့မေတ္တာရပ်ခံပါရစေရှင်။ MOD လက်အောက်ထဲရင်းမပင်ခရိုင်အမှတ်6တန်ရင်းရာဆိုရင်ရခိုင်ကပုံနောက်တိုက်ကဆိုတဲ့အမည်နဲ့လှုပ်ရှားခဲ့သူတွေဖြစ်ပါတယ်။ ULF စစ်ကြောင်းကတော့ဘူတန်နေမှာစစ်ရှုံးတပ်ကိုစစ်ကြောင်းလိုက်ပြုတ်အောင်တိုက်ခဲ့တဲ့ရင်းမဲ့ပင်ပါကပါဖြစ်ပြီးတော့ MOD ရဲ့အားထားရတဲ့အထူးလက်ရုံးတပ်တစ်ခုလည်းဖြစ်ပါတယ်ရှင်။သူတို့ဟာကချင်ပြည်နယ်တက်မဟာရှိတရင်မှာတင်းနှန်းတက်ခဲ့ပြီးတော့အင်းတော်မြို့သိမ်းပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲတွေအပြင်ဒေသတွင်းစခန်းသိမ်းတိုက်ပွဲတွေမှာပါအကြိမ်ကြိမ်ပါဝင်ခဲ့ပါတယ်။ဒီတိုက်ဝဲတွေအတွင်းသူတို့တက်ရင်ကဒုတက်ရင်မှုအပါအဝင်ရဲဘော်၁၁ဦးဝဆိုရင်လည်းတိုင်းပြည်အတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့ကြပါဗျ။ လက်ရှိအချိန်မှာရင်းမဲ့ပြီးပလဲထေသားတွေကိုစစ်ရှုံးတက်ဟာဆိုရင်အလုံးအင်းနဲ့စစ်ကြောင်းထိုးနေပြီးတော့ဒေသခံတွေကိုကာကွယ်ပေးနိုင်မှုအတွက်ကတော်လည်ရေးတပ်တွေဟာအပြင်းထန်ခုခံနေကြရပါတယ်။တော်လည်ရေးတပ်တွေဟာခဲရန်၊ကြိကအုတ်ထုတ်တွေအလုံးလောက်မရှိရကြအောင်အသက်တွေမပေးသင့်မဲ့ပေးနေရတွေလည်းရှိပါတယ်။အဲ့ဒီအတွက်ကြောင့်ပြည်သူအနေနဲ့အနောက်မြောက်မြေပြည်တို့ကံမင်းမှာပါဝင်ကူညီပေးကြဖို့ချူကတိုက်တွန်းပြရစီရှင်။ မ်ပိန်းမှာပါဝင်သူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့ QR code တို့ကနေတွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။မြင်းကျန်ခရိုင်စစ်ဌာနမြင်းကျန်ခရိုင်ကုတ်ကဲအောက်မှာရှိတဲ့တရင်တပ်ဖွဲ့တွေရဲ့လိုအပ်ချက်တွေကိုရှားနှုံးပြည့်ဖြည့်တင်းဖို့အတွက်ပြုလုပ်နေတယ်။အနည်းမခံမြင်းကျန်ကမ်ပိန်းနဲ့မိတ်ဆက်ပေးစင်ပါတယ်။ကမ်မေးရီမဲချက်ကတော့7သိန်း9000ဖြစ်ပါတယ်ရှင်။ကမ်မေးကာလာကစက်တင်ဘာ15ရက်ကနေအောက်တိုဘာလ30ရက်အထိဖြစ်ပါတယ်။ အကာအကွယ်မရှိတဲ့နေပြတ်မှာပေါပေါတင်တင်ပွဲကနေကြတဲ့သူတွေမဟာဗျူဟာကျတဲ့ချင်းတွေနဲ့အေယာဝတီအဆက်နာမှာတတိရှိရှိနဲ့စော်နေကြတဲ့သူတွေစကားကိုဖွင့်ရွယ်ပြီးပြောမနေဘဲနဲ့ဒဲ့ပြောဒဲ့ပြင်းတတဲ့ငင်းချန်သားတွေရဲ့အနည်းမခံငင်းချန်ကမ်ပိန်းကိုကမ်ပိန်းဥဆောင်သူတွေကပြောထားပါလေရှင်။ရန်သူကိုထိရောက်စွာတိုက်ခိုက်နိုင်မှုလက်လက်ခဲရဲနဲ့စစ်ပစ္စည်းတွေကအဆက်မပြတ်ကိုလိုအပ်နေပါတယ်။စားတဲ့ရိတ်ခါနဲ့ဆေးဝါးတွေ ရှေ့တန်းစစ်မြေပြင်မှာအသက်ရှင်ရက်တီကိုစားစရာတောက်စရာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကမရှိမဖြစ်ပဲဖြစ်ပါတယ်တော်လန်ထောက်ဖို့တွေရဲ့ပံ့ပိုးမှုဟာဆိုရင်ရဲဘော်တွေကသူတို့တက်ရောက်သေးမဟုတ်ပဲနဲ့တနိုင်ငယ်လုံးကပြည်သူတွေရဲ့ကြောထောက်နောက်ခံပြုမှုတွေရှိနေရဆိုတဲ့အခန်းစားချက်ကိုပေးနိုင်ပါပါအဲ့ဒီအတွက်အနည်းမခံမြင်းချံကမ်ပိန်းမှာပါဝင်ကူညီပေးကြဖို့တိုက်တွန်းချင်ပါတယ်ရှင်ကမ်ပိန်းမှာပါဝင်လူသူတွေအနေနဲ့ခုဖော်ပြထားတဲ့ link နဲ့ QR code တို့ကနေတွားရောက်ထောက်ဖို့ပေးနိုင်ပါတယ်ရှင် အခုနောက်ဆုံးပြောပြပေးမယ့်ကမ်ပိန်းကတော့ Operation Sit Down ကမ်ပိန်းဖြစ်ပါတယ်။အဲ့ဒီကမ်ပိန်းကိုနေပြည်တော်နဲ့အနီးဆုံးမှာရှိပြီးဒေတာရှိမှအခြေပြုလှုပ်ရှားနေတဲ့နေပြည်တော်တက်ရင်၈၃၈အတွက်ပြုလုပ်တဲ့ကမ်ပိန်းဖြစ်ပါတယ်။နေပြည်တော်တက်ရင်၈၃၈ဟာဆိုရင်နေပြည်တော်တိုင်းစစ်ဌာနအောက်မှာရှိပြီးတော့ NUG ရဲ့ MOD တက်ရင်တွေလည်းကတစ်ခုဖြစ်ပါတယ်။နေပြည်တော်တရင်ရှစ်တုံညာရှစ်ဟာရေးတာရှစ်စစ်တောင်းမြစ်ရှစ်ဘက်ချမ်းမှာစစ်စရင်တွေကိုဖော်ဆောင်နေသလိုပဲ နေပြည်တော်ကောင်စီနယ်နဲ့ပြည်မနာမြို့နယ်ထဲမှာဆက်စည်ရေးတွေကိုပေါ်ဆောင်ခဲ့တဲ့ရင်းတရင်ဆိုလည်းမမှားပါဘူး။တရင်မှာစစ်ကြောင်းတစ်ချောက်ထက်ပိုတဲ့အင်အားရှိပေမဲ့လည်းလက်နက်အင်အားအားနည်းနေဆဲလည်းဖြစ်ပါတယ်။ဒါကြောင့်လက်နက်ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် Operation စစ်တောင်းကံမဲကိုပြုလုပ်ရတာပါ။ Operation စစ်တောင်းဆိုတာကနေပြည်တော်တရင်ရှစ်တုံများရှိကရဲဘော်တွေကိုဂန်းအလက်20တပ်စင်ပေးနိုင်မှုအတွက်ပြုလုပ်ရတဲ့ဂန်းကံမဲလည်းဖြစ်ပါတယ်။ ကမ်ပိန်းအတွက် target ကတော့7သိန်း2000ဖြစ်ပြီးတော့ကမ်ပိန်းကာလကစက်တင်ဘာ16ရက်ကနေနိုဝင်ဘာလ10ရက်အထိဖြစ်ပါတယ်ရှင်ဒီကမ်ပိန်းလေးဒါပြည့်နေမယ်ဆိုရင် လီဘီယိုနဲ့အလှမ်းမဝေးတဲ့ရေတာရှည်စစ်တောင်းမြင့်အနောက်ဖက်ခြမ်းတွေမှာပါစစ်ရေးအရှိန်တွေကိုတိုးမြှင့်နိုင်မှာဖြစ်ပါတယ်ပြည်သူတွေအနေနဲ့ operation စစ်တောင်းမှာပါဝင်ကူညီပေးကြပါအောင်လို့ချူကမေတ္တာရပ်ခံပြချင်ရှင်ကမ်းမင်းမှာပါဝင်လို့သူတွေအနေနဲ့ခုဖော်ပြထားတဲ့ link နဲ့ QR code တို့ကနေတော့ရောက်ဖတ်ဖို့ပြီးနိုင်ပါတယ်ရှင်။ ခုပြောပြပေးတဲ့ကမ်ပိန်းတွေရည်မှန်းထားတဲ့ target တွေပြည်မီဖို့ကတော်လန်ပြည်သူတွေအင်ဂိုက်အားလိုက်နဲ့ပါဝင်အားဖြစ်ပေးကြမယ်လို့အပြေဝါညွှန်ကြည့်ပါရစေ။နောက်ပတ်မှာလည်းဘယ်နေရာမှာကိုရလှူရမယ်ရှာဖွေဖို့ခန့်နေကြတဲ့တော်လန်ပြည်သူတွေအတွက်လှူနိုင်ဖို့နိုင်ကြမယ်ကမ်ပိန်းတွေကိုထပ်မံရှာဖွေပြီးမိတ်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ထည့်သွင်းမိတ်ဆက်ပေးစီခြင်းတဲ့ကမ်ပိန်းတွေရှိရင်လည်းဒီ post အောက်မှာ comment လာရေးပေးလို့ရပါတယ်ရှင်။ ်ငါတို့မှာငါတို့ပဲရှိရဲဒီတော်လိုင်းအောင်ဖို့အတွက်ငါတို့ပူမယ်ငါတို့လှူမယ်